ဟေတလာဟာဒီယာစုနှစ်ရဲ့အရက်ဆက်ဆုံးအုပ်ချုပ်သူအဖြစ်သတ်မှတ်ခံထားရသူဖြစ်တယ်လို့တန်းနဲ့ချီးတဲ့ဂျူးလူမျိုးတွေပေါ်ရရဲ့ဆက်ဆက်လူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့သူလည်းဖြစ်ပါရည်။ဒီတော့တင်းတို့ရောသူဟာဘာကြောင့်ဂျူးတွေကိုမုံတိနေရတာလဲ။ဘာကြောင့်များတန်းနဲ့ချီးတဲ့ဂျူးတွေကိုတပ်ဖြတ်ခဲ့ပြီးဂျူးလူမျိုးတွေကိုဘာကြောင့်ကဘာပေါ်မှာအပြေးတိုင်းပြောက်ွယ်စေချင်တယ်လဲဆိုတာတင်းတို့တွေးတောဘူးကြပါသလား။ မင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တင်းတို့ကို Adolf Hitler နဲ့ Zion တို့ရဲ့တမိုင်းကြောင်းနဲ့ဘာကြောင့် Hitler ကဂျူးတွေကိုကမ္ဘာပေါ်မှာအပြည့်တိုင်းပျောက်ကွယ်စေဖို့စ조사ခဲ့တယ်လေဆိုတဲ့အချက်အလက်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါဒီ season လေးကိုမစတင်ခင်မှာတော့အရေးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ကြသေးဘူးဆိုရင်လည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ Okay အစင်းသေးဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ။ တကယ်လို့သားဟစ်တလာကဂျူးတွေကိုမောင်းမထုတ်ခဲ့ရင်ပါလက်စတိုင်းကသာသူတို့ကိုခိုးလုံခွက်မပေးဘူးဆိုရင်ယခုလက်ရှိဂါဇာမှာဖြစ်နေတဲ့အခြေအနေတွေဟာဂျာမနီနိုင်ငံထဲမှာဖြစ်သွားမှာသိကြပါဗျ။ Adolf Hitler ဆိုတာကတော့19ရာစုနှစ်ကစလို့ကမ္ဘာပေါ်ကအကျော်ကြားဆုံးနာမည်တွေကတခုအပါအဝင်ဖြစ်လာခဲ့ပါဗျ။အခြေအနေတွေအရပထမကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းကလေးကဂျူးတွေနဲ့ပတ်သက်လို့အခြေအနေတွေဟာဆိုးဝါးနေတယ်လို့ယနေ့ထိတိုင်အောင်ဂျူးလူမျိုးတွေကတော့သူ့ရဲ့နာမည်ပြောင်းကိုပြောဆိုနေကြအောင်မှအသေးကြပါဗျ။ သူဟာဂျူးလိုမျိုး6တန်းကိုတတ်ဖြတ်ခဲ့တယ်လို့ပိုဆိုတာကတော့သူဟာအရက်ဆက်ဆုံးသောနီးလန့်တွေနဲ့စိုးစိုးဝါးတတ်ဖြတ်ခဲ့တာဖြစ်ပြီးကြားရသူတိုင်းကိုစက်သိမ်းထားစေခဲ့ပါတယ်။သူဟာဂျူးလိုမျိုးတွေကိုအပြင်းထန်မုန်းတီးသူဖြစ်ပြီးကဘာပေါ်မှာအပြေးတိုင်းဖျောက်ပြက်ခြင်းနဲ့အကြောင်းရင်းတွေရှိပေမဲ့အဲဒီခေတ် ကာလကတော့အားလုံးဟာသူ့ကိုလူသားမျိုးနွယ်တွေရဲ့ရန်သူအဖြစ်ရှုမြင်ခဲ့ကြပါတယ်။တကယ်တော့ဟစ်တလာဟာလူသားမျိုးနွယ်တွေကိုရှမ်းသူတပွဲသဘောထားတာမဟုတ်ဘဲဂျူးတွေကိုသာရှမ်းသူအဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ် ဒါကြောင့်လဲသူဟာဂျူးလူမျိုးတွေကိုကမ္ဘာပေါ်မှာမျိုးတုံပျောက်ကွယ်သွားတဲ့အထိရှင်းလင်းဖြစ်ဖို့ကြိုးစားခဲ့တာဖြစ်ပြီးဟစ်တလာအနေနဲ့ဘလို့အချိန်ကစလို့ဂျူးတွေကိုစတင်မုန်းတိလာပြီးဂျူးလူမျိုး6တန်းကိုရရစက်စက်တပ်ဖြတ်တဲ့အထိဖြစ်သွားတယ်လေဆိုတာတင်တို့လဲတွေးတော်မူကြမှာပါကမ္ဘာနိုင်ငံတွေရဲ့အမြင်မှာတော့ဟစ်တလာဟာကျောင်းမတ်ဖွဲ့ရလူသက်သမားစိတ်တစားစစံအာနာရှင်အဖြစ်ရှုမြင်ခံရပေမဲ့ဟစ်တလာရဲ့အမြင်မှာတော့သူကဂျူးတွေကိုနှိမ်နင်းတာဟာဂျာမနီနိုင်ငံကိုကယ်တင်ပေးနေတယ်လို့သာယူဆထားတာဖြစ်ပါတယ် တကယ်လို့တင်းတို့လဲဟစ်တလာရဲ့ဇာကြောင်းကုံစင်ကိုတီးလိုက်ရမယ်ဆိုရင်တော့ဟစ်တလာအနေနဲ့ဘာကြောင့်ဒီလိုပြုလုပ်ခဲ့တယ်လဲဆိုတာအတိုင်းအတာတစ်ခုထိတော့နားလည်သွားနိုင်တယ်လို့ဂျာမနီနိုင်ငံပေါ်ထားရှိရဲ့သူ့ရဲ့အမြင်ကိုလည်းထိုက်တင်တဲ့လောက်သဘောပေါက်သွားစီမှာဖြစ်ပါရင်ဒီအရာတွေအလုံးရင်အစကတော့1914ခုနှစ်ကဖြစ်ပြီးအဲ့ဒီအချိန်တုန်းကဟစ်တလာဟာဂျာမနီနိုင်ငံကမထင်မရှားတတ်မှန်စစ်သားလေးတဦးသာ ဖြစ်ပါရင်တခြားသူတွေထက်တမှုထူးခြားနေတာမျိုးလည်းမရှိလာပါပဲရေစွမ်းတတိအရာနဲ့အကင်းပါထက်မြတ်မှုကတော့တတ်မှတ်ထက်ပိုလိုနေခဲ့ပါရင် 1914ခုနှစ်ဇူလိုင်လမှာတော့ပထမအဦးဆုံးသောစစ်ပွဲအဖြစ်စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရပြီးဟစ်တလာလည်းသူ့ရဲ့အဖွဲ့နဲ့အတူရန်သူတွေကိုတိုက်ခိုက်ချိန်မုံနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲလင်းနဲ့အကြာမှာတော့ဟစ်တလာကလည်းအကင်းပါသူဖြစ်တာကြောင့်စစ်ပွဲထဲမှာတိုက်ခိုက်ရင်းနဲ့ပဲဖြစ်ပျက်သမျှအရာအလုံးကိုတတိထားစောင့်ကြည့်နေခဲ့ပါတယ်။အဲဒီကာလတုန်းကဂျာမနီနိုင်ငံရဲ့နိုင်ငံရေးနဲ့စစ်ရေးကဏ္ဍတွေမှာဂျူးတွေအများအများကြီးစိုးနေတာဖြစ်ပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကလည်းအရန်ကိုတန်တရားဖြစ်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမဲ့စစ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့သူတို့နိုင်ငံကလည်းစစ်ရှုံးခဲ့တယ်လို့ဟစ်တလာလည်းဂျာမနီကဒီစစ်ပွဲမှာရှုံးနေခဲ့တဲ့အတွက်အတော်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဒါပေမဲ့သူကလီလီနဲ့စဉ်စားတတ်သူဖြစ်တာကြောင့်သူ့ရဲ့နိုင်ငံဟာစစ်တီလက်နက်အများအပြားရှိလျက်နဲ့အခုလိုရှုံးနေသွားခဲ့တဲ့အပေါ်လုံးဝမကျေနပ်ခဲ့ပါဘူး။အဲဒီနောက်မှာတော့စစ်ပွဲအတွင်းမှာဖြစ်ပျက်ခဲ့သမျှအရာတွေအလုံးကိုလိုက်လံစုံစမ်းမှုတွေစတင်ပြုလုပ်လာပြီးတကယ်တော့ဟစ်တလာဟာစစ်တပ်မှစတင်တာဝန်ထမ်းဆောင်စဉ်အချိန်ကလေးကဂျာမနီနိုင်ငံမှာရှိတဲ့ ဂျူးစစ်သားတွေနဲ့အရာရှိအများပြားကိုလည်းမတင်ကဖြစ်ခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲအတော်တွင်ဖြစ်ပျက်သမျှအခြေအနေတွေကိုစောင့်ကြည့်နိုင်ုံသာတက်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့အဲ့ဒီဂျူးစစ်သားတွေဟာဂျာမနီနိုင်ငံကိုတစ်ဆာဖောက်သွားကြမယ်သဘောပေါက်သွားပါတယ်။ဒါကြောင့်လဲသူတို့နိုင်ငံဟာစစ်ရှုံးသွားခဲ့ရပြီးနောက်ကွယ်မှာတော့ဂျူးတွေဟာဂျာမနီစစ်တပ်ရဲ့လှုပ်ဝှက်ချက်တွေအလုံးကိုရုရှားတို့စီမျှဝေပေးနေတာဖြစ်ပါတယ်။ဂျာမနီစစ်တပ်ဟာတစုံတစ်ခုအသိလုပ်ဖို့စူးစမ်းလိုက်တိုင်းမှာ ရုရှားတို့ဟာသူ့ရဲ့ရည်ရွယ်ချက်ကိုအမြဲလိုလိုကြိုသိနေပြီးဟန်တာလိုက်နိုင်တာကြီးဖြစ်ပါတယ်။အဲ့ဒီတစ်စပေါက်စစ်သားတွေဟာရုရှားတို့ရဲ့ညှို့ကြချက်အရဂျာမန်စစ်သားတွေကို အစိမ့်ငွေတွေနဲ့တိုက်ခိုက်မှုတွေပါလှုပ်ဆောင်လာပြီးဒီတိုက်ခိုက်မှုတွေကြောင့်ဂျာမန်စစ်သားအများအပြားတိတ်ဆုံးခဲ့ကြရပါတယ်။အဲ့ဒီသူတွေဟာတိုင်းပြည်ကိုအခုလိုလှုပ်ခဲ့တာကြောင့်တစ္ဆာဖောက်မှုနဲ့အပြစ်ရှိနေကြတယ်လို့ဂျာမန်စစ်တပ်နဲ့ဂျာမနီနိုင်ငံအပေါ်တစ္ဆာဖောက်မှုတွေကိုလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဟေတလာလည်းသူ့ရဲ့စစ်တပ်ထဲကဂျူးတွေဟာသူတို့ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးမှန်တိလိုက်တဲ့အချိန်မှာတော့အတော်ကိုဒေါသထွက်သွားခဲ့ရပြီးသူ့အနေနဲ့အဲ့ဒီဂျူးတွေကိုလက်စားပြန်ချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျူးတွေရဲ့ဆိုးဝပုံနဲ့မကောင်းတဲ့အတွေ့အမြင်တွေကိုလည်းနားလည်လာပြီးဟေတလာလည်းဂျူးတွေဟာမမြင်ကွယ်ရမှာတစ္ဆာဖောက်ရတာကိုသဘောကျတဲ့လူမျိုးစုဖြစ်ကြောင်းနဲ့တကယ်လို့သာသူတို့သာဥရောပမှာဆက်ထားမယ်ဆိုရင်ဂျာမနီနိုင်ငံဟာကြီးမားတဲ့အန်ရီယာတွေနဲ့ရင်ဆိုင်ရတော့မယ်လို့ယူဆလာခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့ဟစ်တလာရဲ့သူ့ရဲ့မိတ်ဆွေတွေကိုဒီအကြောင်းတွေစတင်တတိပေးလာခဲ့ပြီလူလူအကြားမှာလည်းဒီအကြောင်းတွေဟောပြောရင်စီးယုံတဲ့အခါထောင်တောင်းချီးတဲ့လူတွေကလည်းဟစ်တလာကိုအားပေးထောက်ခံသူတွေဖြစ်လာခဲ့ကြပါတယ်1933ခုနှစ်ဂျာမနီနိုင်ငံမှာရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာတော့ပြည်သူတွေကလည်းဟစ်တလာကိုမဲပေးခဲ့ကြပြီးဒီလိုနဲ့ဟစ်တလာလည်းဂျာမနီနိုင်ငံရဲ့အကြီးအကဲတအူဖြစ်လာခဲ့ပါတော့တယ် ဂျာမနီနိုင်ငံရဲ့အကြီးအကဲဖြစ်လာတာနဲ့အတူဟစ်တလာဟာဩဇာအလွန်ကြီးမားလာပြီးအဲ့ဒီအချိန်ကစလို့베နီနဲ့မဆိုဂျူးတွေကိုထိန်းချုပ်ဖို့စတင်စ조사လာပါတယ်ဟစ်တလာရဲ့အမြင်အရတကယ်လို့သာသူတို့ကိုအခုအချိန်အထိမထိန်းချုပ်နိုင်ရင်တစ်ချိန်ချိန်မှာအဲ့ဒီဂျူးတွေဟာဂျာမန်တနိုင်ငံလုံးကိုအုပ်စိုးသွားလိမ့်မယ်ဆိုတာပါဒါပေမဲ့ပြဿနာတစ်ခုကဂျူးတွေဟာဂျာမန်တနိုင်ငံလုံးပြန့်နှံ့နေကြပြီး베နီနဲ့ထိန်းချုပ်တာမျိုးကိုမဆိုညှင်းဆန်နေကြတာဖြစ်ပါတယ်ဒီတော့ဟစ်တလာလည်းအဲ့ဒီအခြေအနေတွေကိုသိလိုက်ရပြီးယူရိုဒရန်ကင်တွယ်ဖြည့်ရှင်းလို့မရတဲ့အခါမှာတော့ သူလည်းအကြံဤတုံပြီးဂျူးမှန်သမျှကိုအမြစ်ကလှန်အပြက်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟစ်တလာဟာညာရေးထမ်းမြတ်သူတယောက်ဖြစ်ပေမဲ့အဲ့ဒီအချိန်တုန်းကလည်းဂျူးတွေကိုရှင်းလင်းနိုင်မဲ့တခြားနည်းလမ်းရှာမတွေ့သေးပါဘူး။ဒီလိုနဲ့ဂျာမနီနိုင်ငံရဲ့နမဲကျော်မြို့တွေမှာတပ်ဖြတ်ရေးစင်တာတွေစတင်တည်ဆောက်ခဲ့ပြီးဂျူးတွေကိုတပ်ဖြတ်ရေးစင်တာတွေစီဖမ်းဆီးခေါ်ဆောင်ရေးတပ်နှက်တွေနဲ့ပြစ်တက်ကအခန်းတစ်ခုထဲမှာပိတ်လောင်ထားပြီးအစိမ့်ငွေတွေလှုံရင်တပ်ဖြတ်တာတွေအထိပါပြုလုပ်လာကြပါရဲ့ ဂျူရီလည်းဟစ်တလာရဲ့တပ်ဖြတ်ရေးစင်တာမှာစူးစူးဝါးတေဆုံးခဲ့ရပြီးတေဆုံးကြတဲ့ဂျူရီရဲ့ရုပ်အလောင်းတွေကိုတော့ထရက်ကားတွေထဲမှာတင်တောထဲမှာတွားရောက်ဆွန့်ပြစ်လိုက်ကြပါတယ်။တဖြည်းဖြည်းနဲ့ဂျာမနီနိုင်ငံရဲ့တပ်ဖြတ်ရေးစင်တာတွေကလည်းအရေးအတွက်ပုံပုံများလာသလိုဂျူရီရဲ့တေဆုံးမှုကလည်းတနေ့တဲ့တနေ့တိုးပွားလျက်ရှိပါတယ်။ဒီတပ်ဖြတ်ရေးစင်တာတွေကိုမရနာဆက်ယုံလေးလို့ခေါ်ဆိုသေးပြီးနေ့စဉ်နေ့တိုင်းထောင်တောင်းချီတဲ့ဂျူရီကိုအဲ့ဒီဆက်ယုံတဲ့ဖန်စီခေါ်လာရင်ရေးစက်တပ်ဖြတ်ခဲ့ပါတယ်။ ဒီလိုတပ်ဖြတ်မှုတွေပြုလုပ်ရပေမဲ့လေဟစ်တလာရဲ့ဂျူးတွေအပေါ်မုန်တီးမှုကတော့ရောနေမသွားတဲ့အပြင်သူဟာဂျာမနီတနိုင်ငံတည်းကတွေမှာကပဲဂျူးတွေအားလုံးကိုကမ္ဘာပေါ်ကအမြင့်ပြတ်ရှင်းလင်းဖို့အထီးပါတွေးတော်လာပါတယ်။အချိန်နဲ့နဲ့အတွဲမှာတွေဟစ်တလာတပ်ဖြတ်ခဲ့တဲ့ဂျူးလိုမျိုးအရေးအတွက်ဟာ6တန်းကျော်ရှိလာခဲ့ပြီးတနိုင်ငံလုံးမှာလည်းဂျူးတွေကိုဖမ်းဆီးမှုဟာနေရာအနှံ့ဖြစ်ပေါ်လာပါတယ်။ဖမ်းဆီးခံရတဲ့ဂျူးတွေကလည်းမရဏဆက်ယုံနေစီခေါ်ဆောင်ခံရရင်စွစွဝါတပ်ဖြတ်ခံရတာကြီးပါ။ဟစ်တလာကတော့တကယ်လို့အဲ့ဒီဂျူးတွေကိုမရှင်းလင်းပစ်ဖူးဆိုရင် သူတို့ကိုနောက်တစ်ချိန်တစ္ဆာဖောက်ပြီးတိုင်းပြည်ကိုဖျက်ဆီးလိမ့်အောင်မယ်လို့ယုံကြည်ထားတာဖြစ်ပါတယ်။သူဟာဒီအယူအဆကိုအခိုင်အမာယုံကြည်ထားတာဖြစ်တယ်လို့နိုင်ငံတဝါမှာလည်းသူ့ကိုထောက်ခံသူတွေဟာအများအပြားပဲဖြစ်လာပါတယ်။တေဂျာတာကတော့ဟစ်တလာသာဆက်ပြီးအသက်ရှင်နေအောင်မယ်ဆိုရင်ကမ္ဘာပေါ်မှာဂျူးလူမျိုးတစ်ယောက်တစ်လေတောင်ကျေးရင်နိုင်မှုဆိုတာမလွယ်ကူပါဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့ဟစ်တလာဟာကိုကိုကိုအဆုံးစီရင်သွားရင်ကမ္ဘာပေါ်ကအပြေးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါလေ။ယနေ့အချိန်ထိတော့ကမ္ဘာပေါ်မှာလူအများစုဟာဟစ်တလာရဲ့လုပ်ရက်တွေကိုမှားရင်ကြောင့်ဝေဖန်ခဲ့ကြပါပဲ တကယ်လို့ဒါဟစ်တလာရဲ့အမြင်ကနေကြည့်မယ်ဆိုရင်တော့သူလုခဲ့တာတွေဟာအတိတ်ပဲမဟုတ်ဘဲသူနီးသူဟန်တွေတော့မှန်ကန်နေပြန်ပါလေ။ဒါပေမဲ့တစ်ဖက်မှာလည်းသူဟာလူတန်းပေါင်းများစွာကိုတပ်ဖြတ်ခဲ့တဲ့ယာဇွေသားတအူဖြစ်နေတယ်လို့အပြစ်မဲ့တဲ့လူပေါင်းများစွာကိုတပ်ဖြတ်ခဲ့သူဖြစ်ပါလေ။စဉ်းစားစရာတစ်ခုရှိတာကတကယ်လို့များအဲ့ဒီဂျူးတွေဟာဂျာမနီနိုင်ငံမှာဆက်ရှိနေအောင်မဲ့ဆိုရင်ယနေ့ခေတ်မှာ ဖြစ်ပွားနေတဲ့ဂါဇာကဖြစ်စဉ်မျိုးဟာဘာလင်မျိုးတော်လိုနေရာမျိုးမှာဖြစ်ပွားကောင်းဖြစ်ပွားနိုင်ပါလေ။ဇေဝင်စားစရာကောင်းတာကတော့ Israel တမရက ဟစ်တလာကကျွန်တော်တို့ကိုမတက်ဖြတ်ချင်ခဲ့ပါဘူးသူ့အနေနဲ့ရွေးချယ်စရာမရှိလို့ပြုလုပ်ခဲ့တာပါလို့ပြောလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ယခုအချိန်မှာတော့ဟစ်တလာယူဆခဲ့တယ်လို့ပဲဒီလူတွေဟာဘလောက်တောင်အန္တရာယ်များသလဲဆိုတာမြင်တွေ့လာပါပြီပါလက်စတိုင်းတွေကတော့ဂျူးတွေဟာခိုလုံခွင့်ပေးခဲ့သူတွေကိုနောက်ကျောကိုဓာတ်နဲ့ထိုးတယ်လို့ဆိုကြတယ်လို့အကြီးစားចောင်းသူတော်တွေလို့လည်းဆိုကြပါတယ်ပထမဦးဆုံးအနေနဲ့သူတို့ဟာဂျာမနီနိုင်ငံကိုတစ္ဆာဖောက်ကြတယ်လို့အဲဒီနောက်မှာတော့သူတို့ဟာပါလက်စတိုင်းကိုလာရောက်ခိုလုံကြပြီး လက်ရှိမှာတော့သူတို့ဟာခလုံးကွင်းပေးခဲ့သူတွေကိုပါရန်သူတပ်ဖွဲ့ဆက်ဆံလာကြပြီဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ဟစ်တလာရဲ့အန်ရီကအသက်ရှင်ကျန်ရခဲ့တဲ့ဂျူးလူမျိုးတွေကိုဥရောပသားတွေကပါလက်စတိုင်းစီပို့ဆောင်လိုက်ကြတာဖြစ်ပါတယ်။အန်အိုစီယာကောင်းတာကတော့ဂျာမန်တွေလက်ထဲကနေလွတ်မြောက်ဖို့ဒုက္ခတွေအဖြစ်နဲ့ရောက်လာတဲ့အဲ့ဒီသူတွေဟာခက်ခဲတဲ့အခြေအနေမှာတော့အသက်ရှင်ရပ်တည်နိုင်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ဟစ်တလာတစ်ချိန်ကစိုးရိမ်ခဲ့ဘူးလို့ပဲပါလက်စတိုင်းကဒေသခံတွေလည်းပြဿနာဖြစ်ခဲ့ပြန်ပါတယ်။ လူတချို့ကလည်းတကယ်လို့သာသူတို့အနေနဲ့ဂျာမနီနိုင်ငံမှာဆက်နေုံမဲ့ဆိုရင်သူတို့ရဲ့တစ္ဆာဖောက်တဲ့တဘာဝကြောင့်ဂျာမန်တွေဟာလည်းအခုလိုဖြစ်လာနိုင်တယ်လို့အနာဂတ်မှာလည်းသူတို့ကြောင့်ပြဿနာတွေဆက်လက်ပေါ်ပေါက်လာစေနိုင်တယ်လို့ယုံကြည်နေကြပါတယ်။လက်ရှိမှာတော့ဂျူးလူမျိုးတို့ဟာအင်အားအလွန်ကြီးမားနေပြီဖြစ်တယ်လို့ကဘာလုံးမှာလည်းဂါဇာကအခြေအနေတွေကိုစောင့်ကြည့်နေပေမဲ့ဘယ်နိုင်ငံကမှသူတို့ကိုဝင်ရောက်မဟန်တားရတာကိုမြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့်အရှေ့အလယ်ပိုင်းကနိုင်ငံတွေမှာတော့ပါလက်စတိုင်းကအခြေအနေတွေကိုစောင့်ကြည့်ရုံသာတက်နိုင်ခဲ့ပြီးသူတို့မျက်စိရှိမှမြင်တွေ့ခဲ့သမျှကိုနှုတ်ဆက်ရင်သာကြည့်နေခဲ့ပါတယ်။ဒါကြောင့်လဲအစ္စလာမစ်ခေါင်းဆောင်တွေထက်ဟစ်တလာဟာအခြေအနေတွေကိုပုံမှုတုံးသက်နိုင်ခဲ့တယ်လို့ဝေဖန်မှုတွေရှိလာပြီးယနေ့မြင်တွေ့ရတဲ့အဖြစ်အပျက်တွေအရလည်းသူတို့ဟာအန်ရည်ရှိတာတော့အမှန်ပါ။ဒီတော့ဟစ်တလာအနေနဲ့ယနေ့ခေတ်ထိအတိုင်းသက်ရှိထင်ရှားရှိနေမယ်ဆိုရင်ဒီလိုအခြေအနေတွေကိုဘယ်လိုများတုံးသက်မယ်လို့ထင်ပါသလဲ။ ဒါကြောင့်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကမ္ဘာစစ်အတွင်းဂျာမနီနိုင်ငံရဲ့အခြေအနေနဲ့ Adolf Hitler ဟာဘာကြောင့်ဂျူးလူမျိုးတွေကိုကမ္ဘာပေါ်ကလူမျိုးတုံရှင်းလင်းတယ်လဲဆိုတဲ့အချက်အလက်တချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးတွေပတ်သက်ပြီးသင်တို့အနေနဲ့လည်းထင်မြင်ယူဆချက်လေးတွေရှိမယ်ဆိုရင်တော့ comment မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါ။ဒီရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။